ဟုတ်ကဲ့ပါလက်တလောငလျင်နဲ့ပတ်သက်ပြီးလူပုံသစ်ဒီမိုကရက်တစ်ပါတီရဲ့ဂျင်ညာရက်ပေါ် DBB သတင်းတောက်ကတွားရောက်မင်းမြန်ရမှာအခုလိုပြောလိုက်တာပါဒီကလင်တန်နဲ့ပို့သွားဝဘေးအန်တယ်နဲ့မဟုတ်ဘူးဒီဘေးသွားဝဘေးအန်တယ်နဲ့နင်းလားငါလားစိုးတဲ့ဒီစေအုစုတန်ကိုကျွန်တော်တို့ပြည်သူတွေခံနေရတဲ့အခြေအနေဖြစ်တယ်။နော်ကျွန်တော်တို့ပြည်သူတွေကလက်တွေ့မှာနှစ်ထပ်กว่าပေါ့ဗျ။နော်လူတွေရဲ့နှိမ့်ဆက်မှုလူတွေရဲ့ညံပန်းမှု မင်းအောင်နိုင်ရဲ့စိုးစားမှုကိုလည်းအကြီးကျယ်ခံရတဲ့အခြေအနေအဲ့ဒီအခြေအနေမှာဒီလိုသဘာဝပေးရတယ်တက်ကြောက်တဲ့အခါကျတော့ဟိုကျွန်တော်ပြည်သူရဲ့အနေထားကတော်တော်လေးကိုဟိုကြက်တဲ့အနေထားပြစ်သွားတယ်လို့အဲကျွန်တော်အနေနဲ့ပြောချက်ပါတယ်။ဒါကြောင့်လည်းဟိုဒါနဲ့ပတ်သက်ပြီးတော့ဒီကလင်းဒါနဲ့ပတ်သက်လို့ဒီစေအုပ်စုရဲ့ပူရဲပေါ့ဗျာ။နော်အနိုင်ကျင့်မှုတွေခံနေရတဲ့ပြည်သူတွေအတွက်စာနာပြီးတော့ကျွန်တော်တို့အနေနဲ့ ကျွန်တော်ရဲ့သဘောထားကိုကျွန်တော်ထုတ်ပြန်တာဖြစ်ပါတယ်။ငလျင်ကြောင့်လူထောင်ချီတေဆုံးနေတဲ့ဂျားကပဲစစ်ကောင်စီကလေးချောင်းစစ်ဆင်ပြီးလေရင်တွေနဲ့ဘုံကျဲနေသေးတယ်လို့လဲဆိုပါတယ်။ကျွန်တော်ကနေ့ရင်ဆိုင်နေရတဲ့စေအုပ်စုဟာလူတွေရဲ့ဒုက္ခတို့လူတွေခံစားနေရတာတို့ဒါတွေသူထက်တော်မှာမဟုတ်။သူတို့လှုပ်ရှင်တဲ့အလုပ်ကိုစက်တိုက်လှုပ်ဖို့သူတို့ကကြံစီမှာဖြစ်တယ်။မနေ့ကတော့တတိုင်းပြည်လုံး ို့အတောင်းနေဖြစ်နေတဲ့အချိန်မှာတော့မှဒီမှာဘုံလာကျဲသွားတယ်ပဲနော်ဒီမှာဟိုဟိုဘုံကျဲဖို့ဆိုပြင်ဆင်နေတယ်အနေထားတွေရှိနေတာကျွန်တော်တွေ့ရတယ်နော်အခုကျွန်တော်တို့တိုင်းပြည်ထဲမှာလမ်းတွေပြက်တရားတွေပြက်လူတွေသွားလို့လာလို့မရစာဝနေဒုက္ခရောက်အဲ့အချိန်တွေမှာလူတွေကိုတက်ကက်ထားပြီးတော့လူတွေကိုအောင်တားပြီးတော့ဘုံကျဲမှုတွေတိုက်ခိုက်မှုတွေကသူဆက်လုပ်နေလေဒီကောင်တွေကရဟန်းရင်၃၄ရင်တော့ နော်လက်လက်တွေအာကိုပြီးတော့ကျွန်တော်ပြည်သူတွေကိုထပ်ပြီးတော့နှိမ့်ဆက်နေသေးတယ်ဆိုတော့အဲ့အခြေအနေတွေကိုလည်းပဲဒီနေ့အနေထားမှာနိုင်ငံနိုင်ငံတကာပြည်သူတွေသိနေကြတယ်နိုင်ငံတကာအနေသားတွေကအာအောင်စိုက်စေကြတယ်ပေါ့နော်ဒါတော့အခြေခံကတော့ကျွန်တော်ပြည်သူတွေရဲ့ဒုက္ခပေါ့လေသဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ်သူတို့လုံးတဲ့ဒုက္ခတွေပဲဖြစ်ဖြစ်အဲ့ဓာတွေကိုအမြတ်ထုတ်နေတာကစေအုပ်စုဖြစ်တယ်မအမင်းအောင်နိုင်ဖြစ်တယ်ဆိုတာကို ်တည်ဆရာသိစေခြင်းလို့ကျွန်တော်တို့သောရကိုထုတ်ပြန်တာဖြစ်ပါတယ်ဗျာဒီအပြည့်သူလူထုဒုက္ခရောက်နေတဲ့ဟာကိုသူတို့ကကုညီပံ့ပိုးမဲ့အစာဒီအပြည့်မဲ့ပြည်သူတွေကိုဒီဆန္ဒပြောတဲ့အလေရင်နေနဲ့သူတို့ဒီဘုံနေနဲ့ကြေးဖို့လောက်ပဲသူတို့ကစဉ်းစားနေတာဆိုတော့ဒီသူတို့ပြောနေတဲ့ဟာနဲ့သူလုပ်နေတဲ့ဟာကတခြားစီပဲဒီတောက်လျှောက်မှာလဲသူအကြုံခဲ့ရပြီးသားလူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီဟာ2020ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ပါတီတစ်ခုဖြစ်ပြီး မလ28ရက်ကထုတ်ပြန်ထားတဲ့ကြီးညာချက်ဤကုန်းမှာတော့ပြည်သူနဲ့နိုင်ငံတကာကငလျင်ပင်တင့်သူတွေကိုဝိုင်းဝန်းကူညီကြရင်းကဆက်အနာရှင်ကိုတံပြန်ခုခံတိုက်ပွဲဝင်ကြဖို့တိုက်တွန်းသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါတော်တော့ကဒီနားမှာဟိုးသူကတော့ကဒီတစ်ခုရှိတာ